ဒီနေ့ဂျွန်လ25ရက်နေ့အတွက် People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဖားဆောင်မြို့နယ်မှာရှိတဲ့မော်ကြီးဒေသကိုဒီမနက်7နာရီလောက်မှာစစ်ကောင်စီလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူအယောက်20ထပ်မင်းထိခိုက်ပြီးသေဆုံးသူတချို့လည်းရှိတယ်လို့သိရပါတယ်။စစ်ကောင်စီကတိုက်ပွဲဖြစ်တဲ့ဖားဆောင်မြို့ကိုဘုံကျဲတာမဟုတ်ပဲမော်ကြီးကအလုတ်သမားအများပြားရှိနေတဲ့ခဲကျင်လောက်ွက်ပေါ်တိုက်ခိုက်တာဖြစ်တယ်လို့စစ်ရှောင်းအရေးကုညီနေသူကအသိပေးထားပါတယ်ရှင်။ ရှမ်းပြည်တောင်ပိုင်းနဲ့ကရင်နီပြည်နယ်ကိုချိတ်ဆက်ရာမိုးပြဲမြို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိနေပါတယ်။စစ်ကောင်စီကစစ်ရေးအရအရေးပါတဲ့မိုးပြဲမြို့ကိုပြန်ထိန်းချုပ်နိုင်ဖို့ဒီနှစ်စံပိုင်းကစပြီးအချိန်ချင်းထိုးစစ်ဆင်နေတာမှာဂျွန်လ14ရက်နောက်ပိုင်းမြေပြင်တိုက်ပွဲကပိုပြင်းထန်လာနေတယ်လို့သိရပါတယ်ရှင်။စစ်ကောင်စီတင်ပေါ်တွေကချင်းပြည်နယ်ဗမော်ဘက်ကိုဥတီလာနေတဲ့သတင်းတွေကြားသိရတယ်လို့ KIA သတင်းပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကပြောပါတယ်။ဒီတင်ပေါ်တွေက ဂျွန်လ22ရက်နေ့မှာအေယာဝတီတိုင်းဝါခဲမာမြို့ကနေစထွက်လာတာဖြစ်ပြီးဂျွန်လ23ရက်မှာရှင်နန်းချောင်း24ရက်မနေ့ကတော့ဆလင်းနယ်ကိုဖျက်ဆီးသွားတယ်လို့သတင်းရှင်းပြတချို့ပြောပါရရှင်။ချင်းပြည်နယ်မြောက်ပိုင်းစီစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတီးတိမ်မြို့နယ်မှွာပီးရွာနယ်ထေဆန်းရွာကြားမှာချင်းတော်လှန်ရေးပူးပေါင်းတပ်ကတိုက်ခိုက်နေပါတယ်။ချင်းညင်အောင်ပြောခွင့်ရှိသူဆလိုင်းရောမန်ကဒေသကုတ်ကဲမှုစစ်ဌာနချုပ်ကလေးကနေတက်လာတဲ့စစ်ကောင်စီတပ်တွေနဲ့ထိတွေ့တိုက်ပွဲတရှောက်ရှိနေတယ်လို့ပြောပါရရှင်။